တနေ့ကနေနေမွေးသူအလုံးမင်္ဂလာပါ2025 April 22ရက်နေ့နေ့ April 30ရက်နေ့အတော်တွင်ဟာအရာရာသတိနဲ့ရှင်ပြီးတော့လောက်ရမယ်ဒီကာလအတွင်းရှင်နေမြုံနေမှုအကြီးစားတွေလောက်ရမလို့သိဘူး လုံလက်ဆက်လုပ်ငန်းတွေကိုထိမ့်ပြီးလုပ်ရမယ်လုပ်ငန်းတွေရပ်ပြီးတော့အစ်စ်ကိုစမယ်ဘဝအစ်စ်တစ်ခုကိုစတင် ရောက်ဖို့ပြတ်တန်းချက်ရောက်နေရှင်မန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ဖို့အတွက်စတင်ပြီးတော့အုံမြစ်တရားမဲ့ကာလသဘောမျိုးပဲဒီနေရာမှာရံများခြင်းတိုက်ခတ်များခြင်းအနောက်ဆက်ကြားတဲ့ထိုးပေါက်ပြီးတော့တိုးတက်ရခြင်းတွေကိုဖန်တီးရလိမ့်မယ်၂၂ရက်နေ့အဲ့ဒီရံတိုက်ခတ်များတဲ့နေ့ဖြစ်တဲ့အဲ့ဒီရဒနာသိတိနဲ့က စမ်းရှည်တဲ့နေပါပဲဝေကြီးကိစ္စပြောဆိုရင်အောင်မြင်မယ်23ရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေရှိလာမယ်ရှင်းမှန်းချက်တွေကိုကောင်းထည့်ဖော်လာမယ်24ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအခက်အခဲများကိုဖြေရှင်းနိုင်ခြင်းကြောင့်မယ်25ရက်နေ့ကအရာရာကောင်းခြင်းတွတ်တက်ခြင်းကိုကြောင့်မယ်26ရက်နေ့မှာရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးတော့ ဘဝတိုးတက်တဲ့ကံပေါ်မယ်29ရက်နေ့မှာယံပတိဘက်ကရီနဲ့ရှင်ပြီးလောက်ရမယ်28ရက်နေ့အဲ့ဒီကငကဘောရက်နဲ့တိုက်ဆိုင်နေမတော်တဆထိခိုက်မှုနဲ့ကျူးဆက်ရမယ်အနောက်တောင်ရက်ကိုတည်သွားစရာနဲ့ရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြသွားလာနေတဲ့ကျူးဆက်ရမှာပေါ့နာရီရက်အတွင်းမှာအပြိုင်နေတော်များမယ်ထူးခြားချက်ကရီ28ရက်နေ့မှာကောင်းစေကောင်းလျှော်ပြုရင်ထူးထူးခြားခြားကောင်း29ရက်နေ့မှာ ရပိုင်ခွင့်နဲ့လက်ဝဲရခြင်းရရဆင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်အဲဒီနေရာလေကောင်းစေမင်္ဂလာအထူးတလဲကောင်းသောနေ့တစ်ခုဖြစ်တယ်30ရက်နေ့ဆက်လက်ကံကောင်းတဲ့လုံသမအောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းတွေကိုဖန်တီးနိုင်တဲ့နေသားရှိတယ်အဲဒီရက်ကလည်းထူးခြားခြားကောင်းစေကောင်းလျှော်ပြုရကောင်းတဲ့နေ့ဖြစ်တယ်အဲ28 29 30အဲ3ရက် ကောင်းစေကောင်းလျှော်ပြုရင်ထူးခြားတဲ့ကံကောင်းခြင်းအနာရောဂါကင်းခြင်းဘဝတိုးတက်ခြင်းတွေရှိမယ်လို့သတ်မှတ်တယ်ဒီကာလအတွင်း ကြာသာပတင်းနေတောက်ကြံနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါဗုဒ္ဓကြောင့်ဒုက္ခရောက်တတ်တဲ့စိတ်နှောက်ရှက်ဖြစ်တတ်တယ်။၃၆ခုကနန်းနေကျိုးပေးတယ်။အနီရောင်ချက်သွင်းအောင်ပတ်ရောင်တို့ကို သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။တဏှာဒိဋ္ဌိနဲ့ခတ်စမ်းရှင်တဲ့နေ့ဖြစ်တဲ့၂၀နှစ်နေ့မှာပိုက်ဆံတထောင်တန်တရွက်ကိုမှုနှတ်တာဖြန်ပြီးတော့ပိုက်ဆံရတဲ့တဲ့ဆောင်ပါ။ထူးခြားတဲ့ကောင်းခြင်းလက်လာပါဖွင့်ခြင်းလေးတွေရှိလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2015 April လာ20ရက်နေ့နေ့ April 30တော်တွင်မှာဥတီချက်စစ်တွေယူမန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တဲ့ပိတ်နေရလာကြောင့်ကုန်ပြပွဲမယ်အိနေရတို့နေရတို့မှာပြင်းချင်းပြောင်းချင်းတိုးချက်ချင်းတွေအတွက်လုပ်တဲ့အကြံစီတွေရှိသူများအောင်မြင်မယ်နေရပြောင်းလဲတိုးတက်ချင်းတွေရှိမယ်ပဝင်းကျင်စစ်တွေနဲ့ဆက်ဆံရမယ်အလုံးနေရာမှာပြောင်းလဲရှိမယ်ဘဝကံ အသစ်တွေအကုန်လုံးပေါ်လာမယ်ဒီကလအတွင်းစတင်လိုက်တဲ့ကိစ္စတွေဟာအထူးအောင်မြင်မယ်အကြံစီတွေရှိရင်လည်းလုံးသမျှရာရာဆင်ပြေခြင်းနဲ့ကောင်းသောကံဖွင့်ခြင်းတိုးတက်ခြင်းရဲ့အနှစ်သာရကိုမြေကြီးလက်ခံမလွဲရရှိမယ်၂၂ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်၂၃ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်၂၄ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ် မေတ္တာရေကံကောင်းမပြည့်သူတွေစားပွင့်မယ်25ရက်နေ့မှာအလုတ်တိုးတက်မှုနဲ့အောင်မြင်မှုရဲ့နှစ်သာရတွေရ26ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလုံးရမယ်အထင်မှားမှုတွေဖြစ်ရှင်းရတတ်တယ်အတိုက်ခံကြုံမယ်29ရက်နေ့မှာငွေကြေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်28ရက်နေ့မှာဥတည်ချက်သစ်နဲ့လောကမှုအစဉ်ပြေမယ်မတော်တဆထိခိုက်မှုတွေရေကြီးဆက်ရမယ်အနောက်တောင်ရပ်ကုန်တည်သွားစေနေရှိတတ်တယ်မနေ့9နိုင်တဲ့ စေတံခွဲကြသွားလာနေတဲ့ကြီးဆက်ရမယ်29ရက်နေ့မှာငွေကြေးလက်ပွင့်ချင်းအလိုပြည့်စုံချင်းဘဝတွတ်တဲ့ခြင်းတွေကိုကြုံမယ်30ရက်နေ့ကတော့အရာရာကောင်းသောနမိတ်နဲ့တွတ်တဲ့ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမယ့်နေထားရှိပါတယ်အထူးပြုမှတ်ချက်ကတော့ဒီကာလအတွင်း April 28 29 30ရက်နေ့တွေကခေါင်းစည်းခေါင်းရှော်ပြုရအတွက်အင်မတန်ကောင်းတဲ့ရက်ဖြစ်ပါတယ်အဲ့ဒီရက်တွေမှာခေါင်းစည်းခေါင်းရှော်ပြုခြင်းစပင်းပုံစံပြောင်းလဲခြင်းတို့ကိုပြုနိုင်ရင် ထူးခြားတဲ့ကောင်းခြင်းရှိမယ်အနာရောဂါကင်းခြင်းနဲ့ကံကြမ္မာကောင်းခြင်းတွေကိုရရှိကြိုးပမ်းနိုင်တဲ့ကံခွင့်ရည်တွေပွင့်ပါလိမ့်မယ်ဒီကာလအတော်အတွက်မှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်တလေးကိုကနန်းနေ့အကျိုးပေးတယ်အဝါရောင်လိမ်ပေါ်ရောင်နိုးနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်ထူးခြားတဲ့အကျိုးပေးမှုနဲ့တိုးတက်မှုတွေရမယ်၂၀နှစ်နေ့ ဒနာသိတိတခဆန်းရှင်တဲ့နေ့အဲ့ဒီမှာရွှေရောင်တွေကြီးတစ်ခုနဲ့ငွေရောင်တွေကြီးတစ်ခုနဲ့ချိတ်တွေပြီးတော့တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ပိုက်ဆိုင်တဲ့တဲ့ဆောင်းလိုက်ပါထူးခြားစွာကောင်းခြင်းကံနေ့အနာဂတ်မှာထွန်းပေါက်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဧဘရုန်၂၂ရက်နေ့ကနေ30ရက်နေ့အတော်အတွင်းမှာ ဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်ရှင်မချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်၍ကောင်းသောကျိုးဆက်ကိုရလိမ့်မယ်ချက်ချင်းဆုံးပြတ်ပြီးရှင်တို့လောကန်ချင်းတို့ရဲ့ထူးခြားတဲ့ကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမှာ ဖြစ်ပါれ၂၀နှစ်နေမှာအလိုရှိရာပြည့်စုံခြင်းကံတွေရှိတယ်အဲ့ဒီဒနာသိတိလက်ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီမှာတန်လိုက်တုံးတုံးကိုရွှေရောင်တုပ်ပြီးတော့အဲ့ဒီတန်လိုက်တုံးကို လူနဲ့ရှေ့မှာအနာဂတ်မှာဆောင်ယူလိုက်ပါအဲ့ဒီထူးခြားတဲ့ကံကိုရနိုင်မယ်နှစ်ဆန်းတရက်နေ့ကြော်ပြီးပထမဆုံးဒနာသီတိညက်ခရှင်းတဲ့နေ့လက်ပွင့်အောင်ဆောင်ရွက်တာ23ရက်နေ့မှာတော့ခရီးကံကောင်းမယ်အလိုရှိရပြည့်စုံမယ်ရှင်မန်းချက်သစ်တွေကိုဆောင်ရွက်လို့အချိုးရှိမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်လက်ပွင့်မယ်25ရက်နေ့မှာရှင်ပြန်မှုမှမြအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ် 26ရက်နေ့မှာအာမခန္ဓာတာဝန်ယူတာမလုပ်ရဘူးသူများပြဿနာကိုယ်ပြဿနာဖြစ်တတ်တယ်29ရက်နေ့မှာတော့အရာရာခံကောင်းခြင်းလူရာပြည့်စုံခြင်းနဲ့ဘဝတွတ်တက်ခြင်းတွေကိုကြောတွေ့နိုင်တယ်28ရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာကြိုးပေးတယ်မတော်တဆနဲ့ကြိုးဆက်ရမယ်အနောက်တောင်ရကုန်တည်သွားစေခြင်းရှိတတ်တယ်မနေ့ကိုးနိုင်တဲ့ဆယ်နိုင်ခွဲကြအသွာလံကြိုးဆက်ရမယ်28ရက်နေ့က အလုံးစုံကံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်။30နှစ်ကြီးမားချက်သည့်တကိုလည်းတွေ့ကောင်းထဲပေါ်ပြီးတော့ဘဝကံတလန်းနဲ့အလိုပြည့်စုံခြင်းနှစ်သာရကိုချုံနိုင်တယ်။တနင်္လာနေ့အင်္ဂါနေ့ပုထုနေ့မွေးသူများနဲ့ပူးတွဲ၍ကောင်းသောကျိုးဆက်များရရှိမယ်။တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်တည်ရှိတတ်တယ်။၈၆ကိုးကနေ့ညိုးပေးတယ် အပြာရင်ရောင်အနဲ့ရောင်နဲ့ပြာရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါနေနီးပါးမှာရှိတဲ့သူတို့ကို ရွှေရည်တိုက်ကြွေးခြင်းဖြင့်ဤကာလအတွင်းကောင်းသောအကျိုးဆက်တွေကိုဖန်တီးရရှိနိုင်တယ်ဒီပြင်ဒီရက်ပိုင်းတွေအတွင်းမှာဧပြီလ28 29 30ရက်နေ့တွေမှာ ကောင်းစီကောင်းလျှောပြုခြင်းစံကေသအသွင်ပြောင်းခြင်းတို့ကိုဆောင်ရွက်ထူးခြားတဲ့ကံတွေရလာပါလိမ့်ယေရှုတည်ပါတယ် ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ဤဘုရလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရှင်ပြိုင်မှုမှာသမယအောင်မြင်မယ်သူတပားတဲ့သောင်းလောကန်နေနဲ့စွမ်းသက်တည်တဲ့ကိုရှင်မှာရှိနေတယ်ဝင်ဝင်ပဲဘယ်လိုမှစုလို့မရအောင်စုမယ်လို့ကြံရင်တော့ပို့ပြီးတော့ငွေကုန်သွားစရာကြောင်းရှိတယ်ကိုကိစ္စတဲ့သူတပားကိစ္စတွေလောကန်ရဲ့စင်ပြေတဲ့ထူးခြားချက်ကတော့အလုပ်တစ်ခုပဲသူများအတွက်လုပ်ရင်အစဉ်ပြေပြီးကိုယ့်အတွက်ကိုယ်လုပ်ရင်ဒီလုပ်ပဲ ခက်ခဲနေတတ်တယ်ဒီကလာဟာအများအတွက်ကိုကပေးဆက်နေရတယ်သူတစ်ပါးအတွက်လုံရင်ကိုအတွက်ထိုးကြတဲ့ဂျိုးကျေစုတွေရလာမယ်အပြိုင်ဆိုင်မှန်သမျှမှာတော့ကိုကသူတစ်ပါးနဲ့အမြဲတစေသာနေလိမ့်မယ်ဒီလိုနေသားနဲ့ထိုးကြတဲ့ကံကြမ္မာတွေရှိသလိုအလုတ်ဘဝရည်မှန်းချက်တွေရဲ့အောင်မြောင်ဆွေးနေတဲ့နေသားရှိ၂၀နှစ်နေနေအဲ့ဒီနေရာထူးကောင်းတဲ့နေဖြစ်တယ်ကိုလို့သမ ्या လည်းအရှင်ပြေမဲ့ဒနသိတိနက်ကစမ်းရှင်နေနေလည်းဖြစ်တယ် ပိုက်ဆံတထောင်နံကိုမွေးနှံသာပြန်ပြီးလူနဲ့ဆက်ဆောင်း23ရက်နေ့မှာရံပတိဘက်ကရင်နဲ့ရှင်ပြီးမှလုံးရမယ်အလွယ်မရဘူး24ရက်နေ့ကောင်းချင်းမင်္ဂလာဖျားဖျားလုံးဖြစ်နေမယ်ရည်ရွယ်ပဲလူတန်းပြနေမယ်25ရက်နေ့မှာအိမ်မက်မက်ရင်တွေးရင်ထင်မှန်တတ်တယ်ထူးခြားတဲ့အတိတ်နိမိတ်ကောင်းတွေရနိုင်မယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်26ရက်နေ့လက်ပွင့်ကံပွင့်ချင်းလိုရာပြည့်စုံခြင်းကြုံမယ်29ရက်နေ့ရန်တိုက်ခံတဲ့ရှင်ပြီးလုံးရမယ် 28ရက်နေ့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။မတော်တဆနေဂယူဆိုင်ရမယ်။အနောက်တောင်ရောက်ကုန်တည်သွားစရာနေ ရှိတတ်တယ်။မနေ့9နိုင်နဲ့10နိုင်ခွဲကြအသွားလာနေတဲ့ဂယူဆိုင်ရမယ်။29ရက်နေ့ကတော့အလုံးစုံကံမြန်မာချင်းနဲ့တိုးတက်ခြင်းနှစ်သာရတွေပြန်လည်ပေါ်တွန်းနေ30ရက်နေ့ကြံတိုင်းအောင်ဆောင်းတိုင်းမြောင်လုံတိုင်းထုံးပေါက်နေပဲ April 28 29 30 3ရက်ကောင်းစီကောင်းရှုပ်ပြည့် ထူးထူးခြားခြားကောင်းခြင်းကံနဲ့အစဉ်ပြေခြင်းတွေကိုရရှိမယ်။တနင်္လာနေ့သောကြာနေ့စနေနေ့မွေးစုတွေကိုကောင်းကျိုးပေးတယ်။တနင်္ဂနွေဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးလိမ့်မယ်။၄၆၉ခဏအကျိုးပေးတယ်။အညိုရောင်အပြာရောင် မိခွရောင်ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရှိစေရလို့ငါနေအနီးပါးမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကို မျက်နှာသို့ဘွာအဖြူရောင်လေးတွေလှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုပြုလိုက်ပါကျေးဇူးတင်ပါဇာတာပဒင်းနေမွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့အတောအတွင်းမှာရပိုင်ခွင့်နေလက်ဝဲပြန်ရခြင်းဝေချေကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့မူလအနေထားနဲ့ပုံမြင့်တဲ့အနေထားတစ်ခုကိုပြောင်းလဲအောင်မြင်တိုးတက်အောင် ဖန်တီးနိုင်တဲ့အခြေအနေကောင်းတွေရမယ်ချက်ချင်းဆုံးဖြတ်ပြီးဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတို့ကိုဖြစ်ထွန်းစေလိမ့်မယ်ကိုယ်ပိုင်ရပိုင်ခွင့်နဲ့ဆောင်ရွက်မှုတွေမှန်သမျှမှကောင်းသောကျိုးဆက်နဲ့တန်လန်းကိုဖန်တီးပြီးတော့အခွင့်ကောင်းတွေကိုဆောင်ရွက်နိုင်ခြင်းနဲ့တိုးတက်ခြင်းနှစ်သာရကိုရမယ်ရင်းနှီးသူများနဲ့မကြာခဏစကားများတတ်တဲ့မထင်မဲ့ပြောင်းလဲလိုက်တဲ့ကိစ္စတိုးတက်သွားမယ်ခရီးကံအဆင်ပြေမယ်၂၀နှစ်နှစ် ရေမှန်းချက်တည်းအောင်မြင်မယ်ငွေကြေးကံကောင်းမယ်ဒနာသိတိနက်ခတ်နဲ့ရှင်နေတဲ့ဆန်းရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာတန်လိုက်တုံးတတုံးကိုပိုက်ဆိုင်ထဲမှာစတင်ပြီးတော့ဆောင်းလိုက်ပါကောင်းချင်းကံတွေရလာမယ်29ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်24ရက်နေ့စမ်းပွင့်မယ်အလိုပြည့်စုံမယ်ဝေကုန်ကြေးကြများမယ်လူသည်များဆင်ပြေမယ်25ရက်နေ့ပြဿနာဟောင်းတွေဖြစ်ရှင်းရမယ် စိတ်နောက်ဆက်တည်ရှိမယ်26ရက်နေ့မှာမထင်မှန်ပဲကောင်းသောတည်စကားချမ်းမြေ့ပွဲကောင်းသောအကြောင်းရာဖြစ်မယ်29ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုရှိမယ်28ရက်နေ့မမျော်လင့်ပဲငွေဝင်မယ်မထင်မှန်ပဲအဆင်ပြေမယ်ပုံမှန်နဲ့ကောင်းခြင်းကံကိုကြုံမယ်အဲ့ဒီငကဘောရဖြစ်တဲ့အတွက်သွားလာတော့ယူဆရမယ်အနောက်တောင်ရောက်ကိုတည်သွားစေအာနေရှိတတ်တယ်မနေ့9ရက်နေ့10ရက်ခွဲအတွင်းအသွားလာနေတိုင်းယူဆရမယ်26ရက်နေ့ကမှန်းနာတဲ့လက်တွေကွာတယ် တပတ်သူဂတိပြက်လို့ကိုစိတ်ရှုပ်ရမယ်30နှစ်အရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့စစ်စစ်ဖြစ်ထွန်းသွားမယ်ဧပြီ28 29 30ရက်နေ့တွေမှာကောင်းစေကောင်းလျှောက်ပြည့်ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုမလွဲသေးချပေါ့ကျုံးမယ်ဒီတပတ်တာကာလအတွင်းတနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာကြာသာပတိမွေးသူတွေကိုဒုက္ခပေးလိမ့်မယ်နှစ်ခိုးကိုးကနံကျိုးပေးမယ်အဖြူအစိမ်းမိကိုရောင်တို့ကိုသုံးပြီးတော့ အလိုရှိရာကိစ္စများဆောင်ရွက်ပါအဖြူရောင်ပန်းဝင်ဖျားကတ်လူပူဇော်ပြီးလိုရာဆန္ဒပြည့်ဆန္ဒပြည့်မယ်ကံကောင်းခြင်းကိုကြုံမယ်ကျေးဇူးတင်ပါသောကြံနေပွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့၍ကောင်းသောကြိုးကျေးဇူးနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ရှင်းဆွေးနေသားနဲ့ကံမြင့်တဲ့နေသားကိုကူပြောင်းပြီးတော့ ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရအောင်ဆောင်ရနိုင်တဲ့နေထားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာကွင်လန်းရည်မှန်းချက်သစ်တို့ကိုဆောင်ရနိုင်တဲ့အခြေအနေရရရဲ့အကျိုးပေးမှုရရရကိုဒီချိန်မှာရပိုင်ခွင့်ရရှိပြီးတော့တိုးတက်မှုရဲ့နေသာတာကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်နစနေနေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက်ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာ ပိုက်ဆံကြွေစည်တစည်းကိုမွေးနှံသာပဲဖြန့်ပြီးလူနဲ့ဆောင်မှာ23ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်ခြင်းခက်ခဲကြုံလွားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်24ရက်နေ့မှာရန်တိုက်ခနေနဲ့ရှင်ပြီးတော့မယ်စေတနာဝေဒနာဖြစ်တတ်တဲ့စိတ်ရှည်လိုက်တော့ဆင်းပြေမယ်25ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြုံမယ်26ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲရှိမယ်လူရပြည့်စုံမယ်29ရက်နေ့ဝေကြီးလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ် အဲ့ဒီနေ့မှာနဂဘုံရဲ့နေတိုက်ဆိုင်တာတို့ဂယူဆိုင်ရမယ်သွာလာနေတိုင်းသတိထားမှာပေါ့အနောက်တော်ရောက်ကုန်ဒီသွားစရာနေရှိတတ်တယ်မနေ့ကိုးနိုင်နေစင်တယ်ခွဲတင်သွာလာဂယူဆိုင်ရမယ်26ရက်နေ့မှာတော့ဆုံးဖြတ်ချက်မှန်မယ်အရာရာစင်ပြေမယ်တွတ်တယ်မယ်30ရက်နေ့ကဆုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကြော်ပြီးတော့ဘဝတွတ်တယ်မှုကံကိုဖန်တီးနိုင်ခြင်းနေရရှိပါလိမ့်မယ် တနင်္လာနေ့ငံနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်တစ်လေးကိုကနံကျိုးပေးတဲ့အဝါလိမ္မောရွှေရောင်တို့ကိုတောင်းပြီးတော့အလို့ရှိရကိစ္စတွေဆောင်ရွက်နိုင်ပါတယ်အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့လိုရာဆန္ဒပြုပါထူးခြားစွာအောင်မြင်ခြင်းကျိုးပေးခြင်းများရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025 April 22ရက်နေ့ကနေ30ရက်နေ့အတောအတွင်းမှာဘဝရည်ရွယ်ချက်နဲ့ရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးတော့အစစ်မြင့်တဲ့နေထိုင်တဲ့တိုးတက်တဲ့ခြေနေတွေကိုရရှိနိုင်တဲ့ချက်ချင်းဆုံးဖြတ်ပြီးတော့ကိုလုံးလုံးတဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိနိုင်တဲ့ဝေးချေကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုရမယ့်ကာလတစ်ခုဖြစ်တဲ့စူပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်း အထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကန်ချင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကံကြမ္မာတွေကိုဖန်ပြီးပိုင်ဆိုင်ခွင့်ရှိတဲ့ကာလအနေထားနဲ့အကျိုးပေးတဲ့ကံကြမ္မာရဲ့အနစ်သာရကိုကြုံတွေ့ရမယ်နေထားရှိပါတယ်ဝေးကြီးကံကောင်းခြင်းကို20နှစ်နေမှာကြုံမယ်အဲ့ဒီနေ့မှာဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တဲ့အိမ်မှာရှိတဲ့ဖျားစင်မှာတပြေသုံးညွတ်တင်ပြီးလက်လာဘကောင်းမှုအတွက်ဆုတောင်းမှာနဂတ်အတွက်ထူးခြားတဲ့ကံရပါမယ် 23ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ရန်တိုက်ခံတဲ့ရှင်ပြီးလို့မယ်ပြီးမှဆင်ပြေမယ်။24ရက်နေ့မှာမထင်မှတ်ပဲအမျိုးသမီးမိတ်ဆွေကြီးကဒုထာနဲ့ကူညီရမယ်။အမေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေတန်ကကောင်းခြင်းလဲရနိုင်တယ်။25ရက်နေ့မှာခီးသွွားခြင်းကြိုးပေးမယ်။အရဝေးရကောင်းသောသတင်းစကားကြုံမယ်။အဲ့ဒီနေ့မှာအိမ်မက်မက်ရင်တွေးရင်ထေမှန်တတ်တယ်။26ရက်နေ့ကတော့မထင်မှတ်ပဲ အတိုက်ခံနဲ့ဂျုံပြီးမှအစီအပြေမယ်။ရန်တိုက်ခံနေနဲ့ရှင်ပြီးမှလောက်ရမယ်။ရပိုင်ခွင့်ဟောင်းနေပြင်ရမယ်။၂၈ရက်နေ့မှာရင်းကြီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခဖြစ်ရတဲ့၂၈ရက်နေ့စီးပွားကံကောင်းမဲ့လက်ပွင့်မယ်။ဒါပေမဲ့အဲ့ဒီဟာငကဘုံရက်နဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တော့အသွာလာကြည့်ဆန်းရမယ်။အနောက်တောင်ရက်ကုန်တီသွားစရာနေရှိတတ်တဲ့မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းအညံ့ရှိတယ်။၂၉ရက်နေ့မှာပြဿနာဟောင်းတစ်ခုဖြစ်ရှင်းနိုင်နေပြီ။ အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တာအချိုးပေးမယ်30ရဲ့နေ့မှာထူးထူးခြားခြားကံကောင်းခြင်းနဲ့အချိုးပေးခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့လူဆန္ဒရှိသူတို့ကိုဆောင်ရွက်၍ကောင်းသောအချိုးဆက်တွေကိုရရှိလိမ့်မယ်လို့သတ်မှတ်တယ်။တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္ဂနွေတောက်ချန်နေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။36ရှစ်ကနန်းနေ့အချိုးပေးတယ်။အပြန်ရရင်မိခိုးရောင်၊နှက်ပြောင်တို့ကိုဝိစာစင်ရင်သုံးဆွဲပြီးတော့ ်အလိုရှိရာကိစ္စများလုပ်ပါကောင်းခြင်းကံကြမ္မာများရစေရန်နေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်